ုတာဒီမထိုင်းမလုပ်တော့လဲမောင်လေးရဲ့မနဲ့ထရလေမိုင်းစိန်ငမောင်လေးကိုလက်ရှာနေတာနှမ်းနေတာပဲမောင်လေးရဲ့မိုင်းစိန်မင်းနေတယ်လေဘာလို့ဒီမှာတယောက်နဲ့ထိုင်းနေတာလဲလို့ဖြေလေဟဲ့ဟောတော့မောင်လေးရဲ့ဘာလို့ငိုနေတာလဲမောင်လေးရဲ့ငမောင်လေးကိုဘယ်လိုလုပ်တာလဲဘယ်သူရိုက်တာလဲပြောစမ်းဘယ်သူရိုက်တာလဲလို့ဩတီတီတီ ငမောင်လေးဟိုဘိုက်စာနေတော့ငိုရလားယဟမ်ငမောင်လေးဘာဖြစ်လို့ငိုရလဲလို့မိုင်းစေဟမ်ငါခေါင်းတရလေအရင်ကြိုက်နေရဘူးလေဘူးရကခေါင်းကြိုက်တာလေတကကကြအရင်ကြိုက်ပြီးတော့ဒီနေရာကြီးတော့တူနဲ့တူတူပဲနာနေရမို့ဆိုရလေငါဟိုဘက်ကိုကြည့်တယ်လို့ရှင်လေငါဘယ်လိုနေတဲ့ပြွေးမမြအောင် ကိုတာကြီးရဲ့နေရာရောဝါတဲ့ဒီဘက်ကိုကြည့်လို့ဝါတဲ့ကောင်းကိုင်းလို့ရှိအိမ်ဘယ်အခြေအနေကဘုံတော့မရဘူးမဟုတ်ရှင်ဘုဒ္ဓလေးကတေရောမလာရဲ့ဘုဒ္ဓလေးမတည်ခြင်းသေးဘူးဘုဒ္ဓလေးကတေရဲ့ကြောက်တယ်မဟုတ်ရှင်ဘုဒ္ဓလေးမတည်ခြင်းသေးဘူးဖဖဖဖလွဲပါစီပြေပါစီဘာလဲရှောက်ပြုံးနေတာလဲမောင်လေးအဲ့လိုမျိုးစကားတွေမပြောကောင်းဘူးနော် ။ဘီယောလေးဖူတာလေးကဒီရေခံရုပ်တိတ်တဘောကြ။အေးဖူတာလေးစော့နေကြနေရတယ်။ဖူတာလေးရဲ့တငယ်ချင်းလေးကိုလေဖူတာလေးကမထားခဲ့ခြင်းဘူး။ပို့ဆိုတာမနီလိုက်တော့နီနီခံတော့နီနီအေးရောလေဖူတာလေးကိုအမြဲတမ်းရိုက်နေတာ။မိစေရလေဖူတာလေးပြမအမြဲမရှိဘူးလေ။အဲ့တော့ဖူတာကိုအေးကိုမထားခြင်းဒီလိုလို့အောင်လေ။မိုင်းစင်နဲ့ဖူတာလေးနဲ့ ဒီအိမ်မှာပဲအခုဦးတန်လေးတို့နေတဲ့အိမ်မှာနေခဲ့အောင်နော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 ်လို့အော်လက်ဆက်တတော်ငတ်မောင်လေးကနေရွေးနေတာ哦မောင်လေးရေအခုလေဟိုမိုင်းစိန်တို့က ဟိုတိုက်ကြီးကိုပြောင်းမယ်ဆိုတာလေမိုက်စိန်လို့လေပတ်စံနေအများကြီးရှိမှာမောင်လေးရဲ့အဲ့အချိန်ကြာလို့ရှိရင်ငမောင်လေးအခုခေါင်းကိုက်နေတဲ့ဝေဒနာလေအာယုံကြောကဖြစ်နေတဲ့ယောဂဟောမိုက်စိန်လို့လေပတ်စံချမ်းလာလို့ရှိရင်ငမောင်လေးရဲ့ဒီယောဂကို အထူးဥစေခိုင်းမှာ ပြလို့ရတာဗောမောင်လေးရဲ့နော်ဟွန်းနောက်ပြီးတော့လေ မိုင်းစင်မှာပတ်စံမရှိတော့မောင်လေးဒီလိုဝဆွားတွေဒီလိုဘောင်းမီတွေဆင်းရတာဟိုတိုက်ကြီးကိုရောက်သွားလို့ရှိရင်လေမိုင်းစင်တို့ပတ်စံချမ်းသာသွားလို့ရှိရင်ငါမောင်လေးကိုလေအဝတ်စားတတနာနာနဲ့ဟိုလေဟိုစမတ်ကြကြလေးနဲ့လေမင်းသားလေးတယောက်လို့မိုင်းရာလေဆင်ပေးမှာစမတ်ကြကြလေးနဲ့ဟိုရုပ်ရှင်ထဲကမင်းသားတွေလို့လေမောင်လေးသိတယ်မလားစမတ်ကြကြဆင်ပေးမှာပေါ့မောင်လေးရေနော်မင်းသားရောငါသိပါတယ်ဟိုစမတ်ကြကြတော့ဘာပြောရလဲ မတ်တက်ကြတော့ပြောရလားမင်းစိမတ်တက်ကြကြမောက်ခုံကြကြငါကြမှာကြောက်တယ်အဲ့လိုကြငါကောင်းပြန်လာမှာဘောမိုင်းစိငါအဲ့လိုကြောက်တယ်လုံးချင်းဟုတ်တော့အဲ့ဒါကိုပြောတာမဟုတ်ဘူးမောင်လေးရဲ့ဟိုရုပ်ရှင်ထဲမှာမင်းသားတွေလေးစမက်ကြကြလေးလှလှပပလေးဝတ်စားနာတာကိုပြောတာအဲ့လိုချော်လဲတာကိုပြောတာမဟုတ်ဘူးဖော်ရီရှုပ်ပြောနေရလေလို့ပြီးတော့လေလဲစမမောင်လေးကလေမြခုံးမွေးလေးကလေကောင်းအသားလေးကလေဖြူရုပ်ကလေးကလေချော် ဟောအဲ့လိုစမတ်ကြကြတာဝေလိုက်လို့ရှင်ငါမောင်လေးကလေမင်းသားလေးတယောက်လို့တထီးတယောက်လို့ဖြစ်သွားမှာမောင်လေးရဲ့အမေ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 ယုတ်ကြီးယုတ်ကြီးอ่ะအဲပြီးရင်လေကိုရောက်လို့ရှင်ငါမောင်လေးစားကျင်တာမရက်လေးအကုန်လုံးဝယ်ကျွေးမှာအဲ့လိုဖူထားလေးကြိုက်တဲ့ CP ကျကျော်တို့ဟိုတရားစီတာအဲ့ကျကျော်တို့ခောက်ဆွဲကျော်တို့ဖူထားလေးနိုင်စားမှာပေါ့နော်စားမှာပေါ့ ခုထာလေးကလေဒီမှာဆိုရင်ခါခါစားကျင်တာတွေကိုမိုင်းစိတ်ဝယ်မကျွေးရွေးရည်မျိုးချနေရတာအဲ့ဟာမျိုးချဆံမလို့တော့ဘူးပေါ့နော်လို့တော့ဘူးအဲ့ကြရင်ငတ်မောင်လေးစားကျင်အကုန်လုံးမာကြီးကလေဝယ်ကျွေးမမိုင်းစိတ်နေပြောရတယ်ငါတော့အဲ့တွားကျင်လာပြီအဲ့ဆိုမိုင်းစိတ်ငါလို့တို့လိုက်လို့နော်ငါလက်နဲ့ဖက်ပြီးဘာလို့မလဲငါတရုတ်ကားကြီးဘူးရဲ့တို့ကားရဲ့မှာလေအဲ့လိုအတွေ့အကြုံလို့အဲ့လိုအင်းလို့လိုက်လို့ရှင်လေစိတ်ရစရာထွက်သွားတယ်တဲ့ငါတို့စင်းရတာလေ ငါတို့မစားမတော်ပါလေစိတ်ညစ်တာလေဒီမှာငါတို့ကန်လေးကိုပြေးချလိုက်မယ်လေအေးကောင်းတာပေါ့မောင်လေးရဲ့အေးလာလာညာအိပါကာကြာလာပြီတော့အေး ရှာပါကျမနာမည်တော့ကြွေးပါကျမကမျိုးရိုးစင်ဆက်ဒီအိမ်ကြီးကို ထင်းထင်းဆောက်ရှောက်လာတဲ့အိမ်တော်တိုင်းမှာအခုတော့တေတန်းစာရသခင်လေးဖိုးတာကိုလိုသေးသေးမရှိ ပြုစုဆောက်ရှောက်ပြီးဒီအိမ်တော်ကြီးကိုမပြက်စင်းမယိုရင်းအောင်ဆောက်ရှောက်ရမယ်လို့တေတန်းစာမှာပါရှိထားပါတယ်။ဟုတ်ဟုတ်ဒေါ်ကျွေးဆိုတာရှင်ကိုကျမကတော့ဟော်ရီမောင်လေးဖိုးတာရဲ့အမအကြီးဆုံးနင်းနီလှိုင်ပါဟဲ့ နင်တို့နာမည်တွေလဲပြောပြလိုက်အောင်ဗိကျမနာမည်နင်နီရေးပါကျမနင်နီခိုင်ပါကျမနာမည်တင်မစိမ့်ပါရှင်음ကျမတို့မိသားစုဒီအင်းကိုယောက်လာတာဒေါ်ကျွေကကြိုးစိုးပေးပါနော်ကျမတို့မိသားစုတွေအတွက်စိတ်အနှောက်အယှက်မဖြစ်စေရပါဘူးရှင်ရပါတယ်တခြားသူတွေနာမည်ကိုအရေးကြီးမိတ်ဆက်ပေးစရာမလိုပါဘူးကျမပြုစုဆောက်ရှောက်အောင်မှာဖို့တာလေးဖြစ်တဲ့အတွက် ဖို့တာလေးတရားဥပ္ပတ်ကျမသိရင်ရမယ်နော်။အော်ရှင်ဘလို့စကားမျိုးကိုပြောလိုက်တာလေ။မောင်လေးဖို့တာကိုပဲဂယူးဆိုင်မယ်ဆိုတော့ကျမတို့တွေကိုမကြည့်ဘူးတဲ့သဘောလား။ဟမ်။ကျမကစကားကိုရှင်းရှင်းပဲပြောတတ်တယ်။တေတန်းစာရဒီအိမ်ကြီးကိုအမွေစားအမွေခံရမယ်ဖို့တာလေးကိုပဲကျမပြုစုဆောက်ရှောက်အောင်ပါလေ။ကျမဖို့တာလေးတယောက်သိရင်ပဲရပြီပေါ့။ ဖုတ္တလေးဖုတ္တလေးဘာဖြစ်ရှင်လဲဘာလုပ်ရှင်လဲဒေါ်ကျုပ်ပြောနော်ဖုတ္တလေးလက်ညှိုးညွှန်ရေးပြောင်းဒေါ်ကြီးအားလုံးစီစဉ်မိမယ်ကြားလားနော်ကဲအော်ဖုတ္တလေးအတွက်လေဒေါ်ကျွေးမနဲ့တရနွမ်းနွေးကြိုထားတယ်ရေခဲ့တက်တာတော့တင်းထားတယ်ဖုတ္တလေးအတွက်ဒေါ်ကျွေးသွားလိုက်မယ်နော်ကဲ့ဗျခဏဆောက်နော်ကဲ့ဗျ ေတော့ချက်တူရွေးကတော်တော်မေဘောကကဲကဲဆိုတာဒင်းလိုဟာမျိုးပေါ့မိုင်းစိအဲ့မိမရဘာထားလဲဟာသူ့ကိုသူများလေးခြေမိုးပြီးတော့ကလေးစိုးနေရတယ်ဟမ်ငါတို့ကတော့ဂိူးမဆိုင်တဲ့ပုံစံနဲ့သူ့ကိုသူဘာထင်နေလဲမသိဘူးနော်ငါလေသူ့ကိုမြင်ရတွေ့ရတာဟဲ့အကုတူလေးညားလိုက်တာဟာတော်ပါနေခိုင် နင်ကလေရောက်ရောက်ချင်းတူတူပြောစမ်းမရောက်ရောက်ချင်းလေးပြဿနာတက်လို့မကောင်းဘူးဟဲ့ငါတို့ကခုမှရောက်ကစားပဲရှိသေးတယ်တိတိနေတင်မစိန်ပြောတာလည်းဟုတ်တယ်ဟဲ့တူတူပြောကြစကားများမနေနဲ့မလေးခဏနေရှင့်နေရလာအောင်မအားတဲ့ ို့ဒီ ATP ကမဲမဲကြီးဖြစ်냐လဲဟိုမှာတော့ကျွန်တော် ATP ကလင်းပါတယ်ဘာလို့ ATP ကမဲနေတာလဲမသိဘူးမိုက်ဆက် ATP ကမဲနေရဲ့မိုက်ဆက် ATP လေးအောင်လုပ်ပေးဘာလို့မဲနေရလဲလို့အော်အော်ဒါတော့မဲညာနေတူရဲ့ဒါရွေးလာနေပြောင်းလို့လည်းမရဘူးလား င်းလို့ပြက်လို့ရှင်လဲဟောစူးမနေမုံနေရလဲငါကြိုက်တဲ့မုံတွေတခုမှမရှိဘူးအစားနေတဲ့ချက်ကြုံတွေပါကြောလဲဝယ်မထားဘူးစက်မရှိတော့လဲမရှိလို့တဲ့ပတ်ဆံရှိတယ်ငါတို့ဒီမုံတွေကြီးကျွေးနေတာ 哎，去哪儿？ ော့လေ TV ဖွင့်ပြီးအဲ့နေပြန်ပြီ TV ကတမိုးနေတာမဟုတ်ဘူးပြတ်သွားရင်ဒုက္ခလောက်ပြန်မိချင်းဟုတ်တာဟုတ်တာဟုတ်တာမောင်လေးဟုတ်တာလို့နော်ဟုတ်တာအဲ့ဒီတော့ဘလို့လာနိုးရလဲဟုတ်တာလေအဲ့ဒီတော့ဘလို့နိုးရလဲလို့ဟုတ်တာလေအဲ့ဒီတော့နိုးတော့မဟုတ်ပါဘူးဟိုလေဟုတ်တာလေကလေဒီမုတ်ပြစားလို့အိပ်ပျော်သွားလို့လေမောင်လေးကဒီမုတ်တွေကိုကြိုက်မှမကြိုက်တာဟာဟုတ်တယ်မလား ဟုတ်တယ်ဖူတာလေးကအမောက်နေမကြိုက်ဘူးဖူတာလေးဘာမောက်နေကြိုက်တယ်ဆိုတာမန်နီခံတိလို့လားမန်နီရေးတိတယ်တိရယ်တိတာပေါ့ပြောကြည့်ပါဦးဆိုဖူတာလေးကြိုက်တာငချောက်ဖုတ်ငချောက်ဖုတ်အလွယ်ပြောနေပြီအဲ့ငချောက်ဖုတ်ကလေဖူတာလေးကစင်းရဲတုန်းကပတ်ဆံမရှိလို့ကြိုက်တာဖူတာလေးကတထွေးဖြစ်သွားပြီငချောက်ဖုတ်မစားတော့ဘူးငချောက်ဖုတ်မကြိုက်ဘူးအေးပြီးရောပြီးလားဖူတာလေးဖိုက်လိုက်လေဆိုတာမန်နီခံတိတယ်တိလားပြောကြည့်ပါဖူတာလေးကလေ ဟို KFC ကြက်ကြော်လည်းကြိုက်တယ်လေအဲ့ဒါပါလားရုပ်ဒီမင်းကငါနင်းနေတော့ချစ်တာပဲဟာငါဟုတ်တယ်အဲ့ဒီတော့စားကြည့်နေဒါမဲ့လေဘုရားလေအခုအဲ့ဒါတည်းလေဟိုပစွန်တို့မိဖုတ်ကြီးစားကြတာဟိုပစွန်တို့အကြီးကြီးကိုလေမိဖုတ်ပေးရလေအဲ့ဒီဘုရားလေဝယ်ကြည့်ပါလားအော်ဟိုလေဝဲကြွေးချက်နာပေါ့ဒါမဲ့မနေ့ကမှပတ်စံမှမရှိတာအဲဒါကြောင့်ဘုရားလေးကမနေ့ကပတ်စံပေးလိုက်လေမနေ့ကလှုပ်ကြွေးမှာဟုတ်လားပတ်စံပေးရမယ်ဟုတ်ဘုရားလေးကပတ်စံမှမရှိတာ ဘောဘုရားလေးကလည်းဟိုဘုရားလေးမှာပတ်စံမရှိဘူးဆိုပေမဲ့ဘုရားလေးရဲ့ပတ်စံနေအားလုံးကိုမာကြီးတင်စင်ရဒိန်းလာတာမှာအားအားကြောင့်မလို့မာကြီးတင်စင်ပတ်စံဘယ်နာမှာထားလဲဆိုဘုရားလေးသိရလေအားဒါကြောင့်မလို့အဲ့ပစွန်တုတ်မီးပုတ်ကိုလှုပ်ကျွေးဖို့အတွက်အဲ့ပတ်စံလေးကိုဘုရားလေးကယူပေး9000တအုပ်ပဲယူပေးဟုတ်လားမိုင်းညီကိုလည်းတအုပ်ယူပေးနော်အေးကြည့်ပေးမင်းအဲ့ဒါမှလည်းကြည့်လို့ရပါလိမ့်မယ် မဟုတ်တော့ဘူးနင်တို့ဖူတာလေးကိုပတ်စံခိုးခိုင်းနေရပဲဖူတာလေးကပတ်စံမခိုးဘူးအင်းရလည်းမခိုးခုလည်းမခိုးဘူးယူဝင်းဟုတ်တော့လေမဟုတ်ပါဘူးသူတော့ယူလိုက်ပါနော်ဂျူဘူဂျူဘူအခိုးခဲနာမမရှိတိမ်မြောင်းလာတော့အော်ဘာပြောရလဲငါလဲ မဝိုင်းမြာဆန်းရဲ့တည်တန်းစာကိုကြိုးဆောင်ပြီးနေတယ်။ရှင့်နေမြတ်တိုင်ပါကျွန်မအခုနိုင်ငံသားမှာနောက်ထပ်ပွဲတစ်ပွဲသွားယူဖို့ရှိတယ်။အဲ့ပွဲကိုသွားမြို့ခင်ဒီကိစ္စကိုပြည်သက်ဆောင်ရပေးချင်တာ။ဒါမဲ့ဗမာအထက်တဲ့အချိန်ကာလမပြည့်သေးတော့ကျွန်မဟိုကပြန်လာမှပဲလုပ်ပြီးလို့ရမယ်ထင်နေကြတာ။ကန်ကောင်းကျွန်တော်ဗမာအထက်တဲ့အချိန်ကာလပြည့်နေပြီဆိုတော့ကျွန်မမြင်ရတာတေချာပြန်ကြည့်မိတယ်။တော်သေးတာပေါ့ရှင့်နေရဲ့ခလေးရလဲလေ ခုချိန်မှာနေမကောင်းဖြစ်နေတာဆေးရုံဆေးကန်းခရီးဆိုတာလေနည်းနည်းနုံနုံမှမဟုတ်ပဲတအားယူကုန်ကြတာသူ့ကိုဒီတိုင်းထားလိုက်ပြန်ရင်လေတနည်းရွှေတနည်းငွေနဲ့သူကကြာလို့ရှိရင်တော့တော့ခါအောင်ယူသွားနိုင်တယ်လေရှင်နေရဲ့အခုလိုလေးအဆင်ပြေသွားတော့ကျမတို့တွေအားလုံးဝင်းတာရတာပေါ့ရှင်နေရဲ့ပြားမရတယ်လို့ပဲပြောရမှာပေါ့ရှင်ဟုတ်ကဲ့ကျမမူလတိထားတာကနောက်နေ့ဇန်နဝါရီမှာသူ့ရဲ့အမွေကိစ္စတက်တန်းပြည့်မှာ ဒါမဲ့ကျမစားရဲစားရဲနေကိုတေးချပြန်ကြည့်တဲ့အခါအခုဒီလ9ရက်နေမှာမွေးတွေလွှတ်ပြောင်းယူမယ်ဆိုလွှတ်ပြောင်းယူခွင့်ရှိတာကိုထည့်ရေးထားတာကျမတေးချပြန်ဖတ်ပေးတာဟုတ်ကဲ့ဟုတ်ကဲ့ဒါကြောင့်ကျမတေးချလေးလုတ်ခက်ပေးတာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကျမအထူးတလည်ရှင်းပြနေတာအကျိုးဆောင်ကပို့လို့ကျွန်တော်ရှင်းပြနေတာမဟုတ်ဘူးနော်ကျမဒီကိစ္စပေါ်မှာလွတ်လွတ်စပယ်မထားဘူးတေးချစင်နာထားကောင်းဆုံးစူးစမ်းပေးတယ်ဆိုတာသိစေချင်လို့ရှင်းပြနေတာပါဟုတ်ကဲ့ပါရှင်နေဟိုရှင်နေယူမသိလို့မေးပြရစေ အမွေတွေကလေဘလောက်တောင်ရမှာလေနောက်ပြီးတော့တစ်ကြိမ်တစ်ခါတည်းနဲ့တစ်လုံးတစ်ခဲတည်းတစ်ခါတည်းရမှာလားရှင်ကြီးဒီကမှခုတ်တာနဲ့ဘလို့တော်ပါတယ်လဲရှင်ကျမဖူတာလေးအမအကြီးဆုံးနိနိလိုက်မှာဖူတာဆိုတာဒီကလေးလေဒီကလေးလေပြာကိုစေလေးပေါ့ရှင်ကြီးရဲ့ဝိုင်းပြာကိုစေပြာကိုစေမပြောပါနဲ့လို့မမယူပြောတာတယ်လေ တော့စင်းရှိမှလို့မပြောနဲ့လေမကြိုက်ဘူးချပါတယ်သူတို့ပြောချင်သူတို့ပြောကြပါစေရှင်ခါခါကြာရင်လောကကြီးမှာလူကောင်းတွေတဲ့ခုလိုမျိုးညံ့မိချို့တက်နေတဲ့လူချို့ကပို့ပြီးတော့တန်ဖိုးရှိတယ်ဆိုတာမသိတဲ့လူတွေကမသိကြဘူးလေဩဒါနဲ့ဒီမှာတစ်ခုပြောရအောင်မယ်ဝိုင်းညာဆိုင်ကြီးကအင်မတန်တွဲခေါ်ကောင်းပြီးတော့အရာအလုံးကိုစနစ်ကြစီမံခဲ့တာပါတေတန်းစာအရဆိုရင်တော့ မွေတွေအလုံးတထိုင်နဲ့လွှဲပန်းပြေးရမှာမဟုတ်ပါဘူးမွေတွေကသုံးပုံတစ်ပုံပဲအရင်လွှဲပေးမှာတရားရုံးလဲဘုရားလဲရံနမနဲ့တရားဝင်လွှဲပေးပြီးသားဘုရားတသက်တရားရုံးရောက်စားပိုင်ခွင့်မရှိပါဘူးဘုရားတည်ဆုံးသွားပြီဆိုရင်လဲတရားရုံးရောက်စားပိုင်ခွင့်မရှိပါဘူးဘုရားရဲ့မျိုးဆက်တဲ့တာယောက်ကြားလေးကြံခဲ့ရင်တော့အဲ့တယောက်ကမွေတွေစက္ကန့်ပိုင်ခွင့်ရှိမယ် အဲ့ဒီမျိုးကိုကြရင်တော့ဒီအင်းကိုရောင်းစားမယ်ဆိုရောင်းစားပိုင်ခွင့်ရှိပါတယ်နောက်တစ်ခုကဘဏ်ထဲမှာရှိတဲ့များပြားလာတဲ့ငွေတွေကသုံးဖို့တုံးဖို့အရင်ထုတ်ပေးကြရမှာအငွေတွေကိုလည်းဖုတာရဲ့လက်ထဲပဲထည့်ပေးရမှာဖုတာကအခုလိုညံ့နေဖြစ်နေတော့ကျမအနေနဲ့ဖုတာတရားဒီငွေတွေအကုန်လုံးထင်းသိမ်းနိုင်မှာမလားကျမတွေးနေမိတာဖုတာလေးရဲ့လေအမအကြီးဆုံးနီးနီးလိုက်လေကျမထိမ့်သိမ်းပေးနိုင်ပါတယ် ဟိုကျမကိုမယုံဘူးဆိုရင်တော့အေးဖိုးတာလေးကိုအချစ်ဆုံးအမတင်မာစိန်ရှိပါတယ်။သူ့ကိုလွှဲပြောင်းပေးလို့ရပါတယ်။သူကဖိုးတာလေးကိုဟူးငယ်ငယ်လေးတွေကချီကလူတိတ်ကလူပြုစုစောက်ရှောက်လာခဲ့တာလေ။သူ့ကိုယုံကြည်ရပါတယ်ရှင်နေရဲ့။မမကြီးကလည်းဟိုမိုက်တမစင်တယောက်တည်းကိုတော့ဟိုအဲ့လိုလွှဲပြောင်းပေးလို့ဘယ်ရမလဲအကောင်လုံးကိုနည်း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 စီလွှဲပြောင်းပေးတာလည်းရတာပဲဟုတ်မဟုတ်ဘူးလားဟုတ် အဲ့ဆိုလဲရှိနေရဲ့ကျမဒင်းရဲ့အိမ်တော်ထဲမှာအဲ့ဒီအမှုပစ္စည်းတွေကိုကျမထိမ့်သိမ်းထားပြီးသူတို့အားလုံးကိုစီမံခန့်ခွဲပေးရင်ရောဟိုအဆင်မပြေဘူးလားရှင်။အိုးအဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ။အဲ့လိုဒီဇိုင်းကိုစီမံခန့်ခွဲခွင့်ပေးမယ့်အစားတမဆန်ရုံပဲစီမံခန့်ခွဲခွင့်ပေးမှာပေါ့။ကိုသွေးသားပဲဟာ။ဒီအမတွေအားလုံးပြောတာကျမလက်ခံပါတယ်။ဒါမဲ့ကျမစိုးရိမ်တာတခုကဒီအလူကြီးကခုတာနဲ့ဘယ်လိုပတ်သက်တာလဲ။ခုတာရဲ့မိသားစုဝင်နေဆိုတော့မောင်နှမတွေဖြစ်ပြီးတော့ အကုန်တူနေကြမယ်နဲ့တူတယ်။ဒင်းရအကြီးဆိုတော့အကုန်တူနေလို့ရပါတယ်။စာဝတ်နေရအတွက်လည်းဖို့တာရဲ့အမွေတွေကနောက်ဆက်သက်စားမကုန်ပါဘူး။ဒါမဲ့အသုံးနဲ့ဖြုံးနေတော့ကွာတာပေါ့နော်။အသုံးမဟုတ်ပဲအဖြုံးနေပဲလုံနေမဲ့ဆိုရင်တော့ဖို့တာရဲ့အမွေတွေကကုန်းသွားမှာ။အဲ့တော့ဘဝမြဆိုင်ရေးထားတာဘဝမြဆိုင်ရင်တတ်မှတ်ထားတဲ့အချိန်ဘလောက်ကုန်သွားလဲတတ်မှတ်ထားတဲ့ရာဂိုင်းတို့ပမာဏရှိတယ်။ အဲ့ထက်ပို့ပြီးတော့ငွေတွေပို့သုံးရင်တော့နောက်တစ်ခါအခုလိုမျိုးအမွေတွေကိုတလုံးတစ်ခဲတည်းရတော့မှာမဟုတ်ပါဘူးပို့တာတော့တနေ့တစ်ခါတတ်မှတ်ထားတဲ့အသုံးစရိတ်တာရတော့မှာကျမပြောတာနားလဲပါတယ်နော်ဟိုရှင့်နေပြောတာကျမနားသိမ့်မရှင်းဘူးရှင်ဟိုဖိုးဖွားကတတ်မှတ်ထားတဲ့အချိန်အတွင်းမှာပတ်စံနေကုန်သွားတယ်ဆိုရင်နောက်ထပ်ရမယ့်အမွေတွေကတလုံးတစ်ခဲနဲ့မရတော့ဘူးပေါ့နော်ဟုတ်ပါတယ်ရှင့် အမလေးဖိုးတာလည်းလေအမွေရတာနဲ့ဟိုမတူတော့ဘူးမတရာရေစာတွေစားနေရတယ်လို့ပဲစီမြင်စီကတ်နေရလဲများလိုက်တာဒါနဲ့ရှင့်နေရဲမေးပြရစီအောင်ဟိုဘွားကြီးညာဆိုင်ကြီးကလေဘာကိစ္စနဲ့တည်တန်းစာ ရေးခဲ့ရလဲဘွားကြီးညာဆိုင်ကြီးကခရီးရန်ဘာသာဝင်တယောက်လေအဲ့အတွက် तू ကတည်တန်းစာကိုတေချာရေးသားခဲ့တာပါအဲ့ဒီတည်တန်းစာအတိုင်းကျမတို့ကလည်းတေချာလေးလိုက်နာဆောင်ရွက်ပေးရတာပါ ေတန်းစာတေတန်းစာ ਨੇ ရှင်းနေဆိုတာတွေရလေလေလှဲ့ပတ်ပြီးတော့လှုပ်ရှားနေကြတာများပါတယ်စကားကိုဘယ်မှတောင်မပြောပါနဲ့ကျမတို့ကစားရစားတဲ့နဲ့တိကျအလုပ်လုပ်ရတဲ့သူတွေပါ စကားကိုခုလိုမျိုးရှစ်ဆက်ပြီးတော့စိလို့ဝါလို့ဆက်ပြောနေမှာဆိုရင်အသေးဖြတ်မှုနဲ့တရားစွဲဆိုအရေးယူလို့ရနိုင်လဲဆိုတာရှင်သိရလားရှင်းနေရင် ျမရဲ့အမတွေစကားပြောမှဆိုမှရှိလို့ရှင်စိတ်မဆိုးပါနဲ့ခွန့်လို့ပါရှင်ဟိုဖွားဖွားကြီးနဲ့ရှင်းနေတော့တည်တည်ချာချာစီစဉ်နေချာချာစီစဉ်ခဲ့တာတွေကျမတို့အတတ်နိုင်ဆုံးလိုက်နာပါမယ်နော်ဖွားဖွားကြီးမျက်စိုင်းကြီးကငယ်ချမ်းသာမဟုတ်ပဲသူကိုယ်တိုင်ခက်ခက်ခဲခဲချမ်းသာအောင်လုပ်လာတာဆိုတော့ငွေတန်ဖို့နားလေလေလေ အဲ့ဒါကြောင့်မလို့လေဒီအမွေပစ္စည်းတွေကိုသူစနစ်တကျစီမံခန့်ခွဲတာနေတာပေါ့အဲ့တော့ဖဖွားရဲ့ဆန္ဒအတိုင်းအားလုံးလိုက်နာမှာပဲလေရှင်နေရဲ့ ါ်ရောက်ပါတယ်ခြုံပေါ်မရောက်ခင်လေချိနင်းမိတယ်လို့ဖြစ်နေတယ်ငါးလေအမွေပတ်ဆံတွေကိုတလုံးနဲ့တခဲတဲ့တထတဲ့အများကြီးရကျင်တာအခုတော့အေးလှေစင်းရင်ရင်ငတ်တယ်လို့ဖြစ်နေတာလေငါတော့မဆင်ငါတော့မဆေးမမရောဖားထုတ်လဲဟမ်မမကြီးကလည်းတမျိုးပဲလေမမကြီးကဒီရင်အကြီးဆုံးမဟုတ်ဘူးလားအကြီးဆုံးဆိုတော့အရာရာအလုံးစီမံခန့်ခွဲရမှာအခုတော့မမကြီးကမလုပ်ဘဲနဲ့အားနဲ့မကြီးတင်မစင်ဘက်ကိုပဲလွှဲချနေရလေ ဟဲမာကြီးဆရာငကိုရရဖြစ်တရာရှိလို့ရှိလေဖို့တာ90ရှိရင်လဲဖို့တာသူ့မောင်မှာသူ့မောင်ဖြစ်နေတဲ့ဟာကြီးကိုနီခိုင်တခါလည်းပြောရမယ်နော်နီခိုင်တို့ကလည်းလေအဖက်ရဲ့သမီးအရင်နေပဲအမွေရအားတော့နီခိုင်တို့လည်းပိုင်ဆိုင်ခွင့်ရှိရဲ့အမလေးအမလေးဟဲ့နိဘဇတ်ကိုလေငါစစ်စီးတောက်ပြီးတော့ရွှေချထားခြင်းနဲ့သိလားဘာဖြစ်တော့တော့ဘာဖြစ်ရမှာလဲအခုရတဲ့အမွေတွေကလေငါတို့ရဲ့အဖေရတဲ့အမွေတွေမဟုတ်ဘူးလေ ဖိုးတာအတွက်ရတဲ့အမွေတွေလေနင်မသိဘူးလားအေးအဲ့ဒါတော့ဟုတ်တယ်ဟာအဖေကအမွေပြက်ခံတာလားအခုရတာဖိုးတာလေးအတွက်ရတာဖိုးတာလေးအတွက်ရတာကိုငါတို့ကအခုခံစားနေရတာလေဟဲဟမ်အဲ့ဒါကတော့အဖေါ်ကမတရားတာပါနော်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်သူတို့မွေးရတာပဲမဟုတ်ဘူးလားမိန်းကလေးကယောက်ျားယူလိုက်တာနဲ့အမွေကိုဆက်ခံခွင့်မရှိတော့ဘူးဆိုတာတာလုံးဝအိမ့်မယ်မရှိတဲ့အလုပ်ပဲ နီကရောလေတခါတည်းပြောရမယ်နော် ကိုရတဲ့ရလိုက်တဲ့အမွေကိုမရဘူးဆိုလို့ကတော့အဲ့အမွေအတွက်နဲ့လေတရားယုံတက်ပြီးတော့တရားစွဲပြစ်မှာနီခိုင်နီဘယ်လိုပြောလိုက်တာလဲနင့်စကားကိုငါကြားရတာနဲ့တော်တော်ရှက်နေပြီနင့်မရှက်ဘူးလားနင့်အခုအမွေလုနေတာလीနင့်မောင်ရင်းဖြစ်တဲ့ဖိုးတာလေးရှိရလုနေတာနော်ပြီးတော့ကို့မောင်လေးကလीကျမ်းမာကြီးကကောင်းတာမဟုတ်ဘူးအေးပါဟိုနီခိုင်ကလည်းသဘောတရားရပြောတာပါ ိုရတင်ရထိုက်တာကိုရမယ်။တုံးကျင်တာလည်းတုံးလို့ရမယ်ဆိုရင်အဲ့မွေကလည်းလူနေစရာမလိုပါဘူး။ရှင်းနေကြီးပြောတော့တဲ့စကားထဲမှာပါတယ်လေ။အတုံးနဲ့အဖြုံခွဲခြားတတ်ဖို့အရေးကြီးတယ်။အေးငါတို့တွေတုံးတဲ့အထဲမှာအဖြုံမဖြစ်ဖို့အရေးကြီးတယ်နော်။စင်ရတော့ကလည်းချွေချွေတာတာတုံးခဲ့ပြီးပြီ။အခုချမ်းလာတဲ့အချိန်မှာတော့တုံးပြစေရော။ဟဲ့။နင်ဘဝမမေ့နဲ့နော်။ဟဲ့တင်ပါစိန်။ ဘဝဆိုတာလေရက်နေလို့ရတာမဟုတ်ဘူးလေတနေ့ထက်တနေ့တိုးတက်အောင်ကြိုးစားရတာအဲ့ဒီကြိုးစားဖို့အတွက်အရင်နည်းဆိုတာအများကြီးလိုတယ်ဟွန်းဒါမဲ့သူတို့သူတို့တွေအရွယ်တစ်ခုကိုရောက်နေပြီလေတနေ့ကြာရင်လင်းယူသားမွေးတွေလောက်ကြတော့မှအဲ့ဒီကြလို့ရှိရင်လေနင်အရင်နည်းတွေထုတ်ပေးရမယ်လေအဲ့ဒီအရင်နည်းကိုဘလို့ထုတ်ပေးမလဲဘလို့လုပ်မလဲဘလို့စီစဉ်မလဲဆိုတာနင်ခေါင်းထဲမှာလေတစ်ခါတည်းစဉ်းစားထားကြာလာဒီမှာစိတ် ကောင်းမှလေးရတယ်ပတ်စံတောင်းအောင်တော့တော့ကိုလက်ခတ်တယ်မလေးပိတ်ဆို့ထားလိုက်တာတော့မပြောနဲ့မမလည်းနှလုံးဝရှုံဖင်းရရှုံဒီကြားထဲမှာဟာနားရရနှလုံးကြီးတော့ပါတော့လေကောင်းပါလေရေးပိတ်ဆို့ထားလိုက် ะဟိုဟာလေတခုခုလိုချင်လို့ရှိရင်ကျွတ်ပြောလေဒီအိမ်မှာဘယ်နေရာပါရှိရဲ့အစကျွေးအသိဆုံးမယ် မတက်ကြစားဦးနီဟဲ့ဘာလဲဘယ်လိုလဲမတက်ကြစားအော်မဟုတ်ကြနေပြောပြီးနေမေ့နေတယ်နေမငါ့ကိုရေကန်နားမှာပြောရလေငါမတက်ကြကြလေးဝယ်လိုက်လို့ရှင်မင်းသားလေးလို့ချောမှာစို့အော်စမတ်ကြကြလို့ပြောတာပါမောင်လေးရဲ့ပေးရမှာမတ်ကြကြလေမင်းစီကိုငါလာတာစားကျင်တောက်ချင်လို့လာတာမဟုတ်ဘူးဘာဝယ်စားနိုင်လဲနော်အခုငါလာတာမင်းတို့တွေအဆင်ပြေနေကြပြီဆိုလို့အမျိုးတွေကြီးနူးကျင်လို့ မမကြီးရလေအဲ့လိုလုံးလို့ရမလားမင်းမြတ်တိုင်းပြီမှာမဟုတ်တာအခုတောင်မှလေဆွေရိတ်ညိုရိတ်မကင်းလို့ပေးလိုက်တာနောက်တစ်ခါဆိုလိုတာလေနေရဲကိုယ်တို့ရဲလက်အပ်ငုံမနေနဲ့ကြုံပါမယ်ဒီလိုပဲတန်ပြားနဲ့နေမြင့်တလဲစီနေရောက်ဆုံးနဲ့လူတွေတဲ့နေမြင့်မဲ့ချနာမဲ့လောဘတီ